ပြောင်းထားတယ်ကျွန်မတငယ်ချင်းတွေဒီမိုင်းအေးတောင်းတို့ဒါဒါ precious ပဲကိုဘဝအတွက်ကအရေးအကြီးတယ်နော်ငွေကြေးချမ်းသာမှုကပဲအရေးကြီးတာမဟုတ်ကို့အတွက် ကိုလိုအပ်တဲ့အချိန်တိုင်းမှာကိုဘက်ကနေရည်တည်ပေးနိုင်တဲ့ဒါကျမနာကလေးတွေနှစ်ယောက်ရှိတယ်ဂျယ်လီတို့လာမင်းတို့ဆိုနောက်မှာအများရန်ကိုအမအရင်လို support ပေးတယ်ပြီးရင်ကျွန်တော်ရဲ့တငယ်ချင်း၃ယောက်ရှိတယ်မနင်းတို့ရှိတယ်ဥမာမအေးတောင်းတို့ရှိတယ်အဲ့လိုမျိုးပေါ့ကိုချစ်ချစ်တဲ့တငယ်ချင်းတွေအများကြီးရှိတယ်လူဆိုတာကလေအများရန်တော့ strong ဖြစ်နေရမျိုးတော့မဟုတ် strong women မှတ်နေသို့တော်လည်းလူကအားနေပြီးတော့ဝမ်းနေတဲ့အချိန်လည်းရှိတယ်ဒါပေမဲ့လည်းအဲတခါတလေကြောက်လို့ရှိရင်ဟိုအချိန်လုံးကြီးလက်စိတ်ညစ်နေလို့လည်းမပြီးသွားဘဝရှေ့စ ဆက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ကြီးစစ်ရရှိရင်စိတ်ညစ်လိုက်တယ်ပြီးရင် it's enough လေဒီလာရပြီတော့ပြီ done ပြီးသွားပြီကိုလှုပ်ဆရာရှိရလို့ကိုပဲဆက်လုံးမှာကျမနာမှာမဲတော့ရှိရဖျားဗုဒ္ဓကျမတို့ဗုဒ္ဓဖျားရှိရတော့ပြီလေရပြီဝယ်လေးတယောက်ဖြစ်တာတော့ဒါစိန်စပယ်ဖူးရဲ့ DVC ကိုပေါ့နော်အခုအွန်လိုင်းရနေပြီးတော့သူ့ရဲ့အရန်ကိုထူးခြားတဲ့စိတ်ကူးစိတ်တန်းကောင်းကောင်းနဲ့ အချိန်အကြာကြီးတို့ဖန်တီးခဲ့တဲ့ကြော်ညာတစ်ခုပေါ့နော်ဒီမှာပါဝင်ခွင့်ရတဲ့တလည်းအများကြီးဝမ်းသာကုန်ပြီးပါတယ်အရန်ခက်ခဲပါတယ်ဘာဖြစ်လို့လဲဆိုတော့အခုအဲထဲမှာကြည့်နေတိမမာ तू ကတာမန်ကြော်ညာရင်းနဲ့မတူဘဲနဲ့တမူနည်းနည်းတော့ထူးခြားပါတယ်အားကြောင့်မလို့အရန်လည်းမရိုက်ခင်ကလည်းတော်တော်စိတ်ပင်ပန်းခဲ့ရတယ်ရိုက်ပြီးသွားတော့လည်းအခုမကြည့်ရသေးဆိုစိတ် စိတ်လှုပ်ရှားပါတော့ဟုတ်တယ်အဲ့လိုမျိုး director လောက်တာပါတော့အကိုတို့ကလည်းအကုန်လုံးအဲ့လိုလောက်တာပဲသူမှဒီထဲမှာပါတဲ့ actor တွေအကုန်မကြည့်ရသေးဘူးအမခန့်ချက်အပြေဝရှိရဲ့ပေါ့နော်မန္တလေးမှာရောဒါရန်ကုန်မှာရောမန္တလေးမှာရောဒါနှစ်ပေါင်း40တိုင်တိုင်ပေါ့နော်ရက်တီလာတဲ့ site ဘာလို့ရက်တီနိုင်လဲဆိုရင်သူကအထက်ကအကိုတို့က quality ဘိုင်းရောအရန်ဦးစားပေးတယ်စိန်နေဆိုလို့ရှိရင်လည်း GIA နဲ့ပတ်သက်တာတွေဆိုလည်းအရန်နာမည်ကြီးရဲ့နောက်တစ်ခုကအမခန့်ချက်ပါပဲ site တစ် site မှာအချိန်မီကိုဝယ်ထားတဲ့ပစ္စည်းကိုပြန်ရောင်းနိုင်ရမယ်ပြန်ရောင်းတဲ့အချိန်မှာဝယ်နိုင်ရမယ် တဘောအချိန်မျိုးရောင်းနိုင်ဝယ်နိုင်သူတို့မှာတည်ရမလားတခြားတက်တနာလည်းဘာမှမရှိနောက်တစ်ခုကခိုင်မာဆိုရက်တည်လာတဲ့ဆိုင်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနှစ်40တိုင်တိုင်အကိုတို့ကရက်တည်နိုင်တာပေါ့နော်ဟုတ် လူတစ်ယောက်ကပေါ့နော်အမျိုးသမီးတစ်ယောက်ကပေါ့ဒီ jewelry တင်လိုက်လို့ရှိရင်နောက်ထပ်တရေရပို့ပြီးတော့တက်သွားတာပေါ့နော်အဲချက်တရေမင်းကပေါင်းတယ်လေပြည်စုံနေပြီးတော့ jewelry ဆိုတာထိုက်မှရတယ်ယရနာဆိုတာတန်ဖိုးရှိတဲ့ပစ္စည်းဖြစ်တဲ့အတွက်အမျိုးသမီးတိုင်းလည်းလိုချင်ကြရတယ်ပေါ့နော်အဲအားကြောင့်မလို့အခုလိုဝတ်ဆင်ထားရတာလည်းဒါကုသိုလ်ကံတစ်မျိုးပါပဲပေါ့နော်ဟုတ်ဒီကြော်ညာမှာအကုန်လုံးကတမရိုးချမဟုတ်ဘူးလေနည်းနည်းလေးတော့ခက်တာပေါ့နော်အဲအတွက်ကိုတော့ပြင်ဆင်တာထက်စိတ်လှုပ်ရှားတယ်ဒီထဲမှာက teamwork ကောင်းမှအားလုံးကြည့်လို့ကောင်းမှဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကြောင့်မလို့တစုံတရာလိုအပ်တော့မှအရန်ကြောက်တယ်တော် ော့ကိုကြောက်တာအဲ့လိုမျိုးဒါပေမဲ့ပျော်စရာလည်းအရင်ကောင်းတယ်ပေါ့နော်အဲ့လိုရာဟာစတိုက်တဲ့နေရာဆိုလေရီးနေရတာကိုချမ်းလို့နဲ့လေအဲ့လိုအမှတ်တရလေးတွေပေါ့နော်ပြီးတော့ကိုရဲ့ဒါတပါရီပေါ့နော်လေးစားအချားရတဲ့အန်ဒီဝါအန်ဒီကေမမိုအေမိုင်အေတာပြတိတစာလေးလည်းပါတယ်ဗစ်တာတို့လည်းပါတယ်ကိုသားညီတို့လည်းပါတယ်ပေါ့နော်အဲဒါအကုန်လုံးကိုချမ်းတို့ရောအကုန်လုံးကဒါစီစီလုံးလုံးလေးနဲ့တော့ကြိုးစားထားကြတယ်ပေါ့နော်ဟုတ်ပြီဒီတကကလေးရှင်းပြပြမယ်စိန်ကသူတို့ရဲ့စိန်က quality ဘယ်လောက်ကောင်းလဲဆိုမီထိုးထားလို့လက်နေရမျိုးမဟုတ် ပြီးနောက်တစ်ခုကလေသူကရွေးချယ်စရာတွေကို choice တွေကို counter တွေနဲ့ခွဲထားပြီးသားမယ်နည်းနည်းမှဆိုရင်ဆွေတို့ထားလိုက်ပါတော့ဘလောက်ဘလိုမျိုးအမျိုးအစားကိုလိုချင်လဲအဲ့မှာတခါတည်း ကောက်တယ်တွေနဲ့လည်းခွဲထားပြီးသားရွေးချယ်လို့လည်းအရန်ကောင်းတယ်ပေါ့နော်ဟုတ်စိတ်အရည်သွေးကတော့အဓိကပါပဲစိတ်အရည်သွေးအကောင်းဆုံးဆိုင်ပေါ့နော်ဟုတ်ဟုတ်စိတ်စပယ်ဘူးလို့ပြောလိုက်တာနဲ့ဒါဟိုဘယ်လိုပြောမလဲနာမည်ကြီးပြီးသားပေါ့နော်ခမ်းနားမှုကိုတန်းပြီးတော့မြင်ရမယ်ပြီးလို့ရှိရင်ပစ္စည်းဆိုလို့ရှိရင်အရန် quality ကောင်းတဲ့100%တကယ်ကိုကောင်းတဲ့ပစ္စည်းအရည်အသွေးကိုတန်းပြီးတော့မြင်ရမှာပေါ့နော်ဟုတ်အကျမအရေးအတွက်လည်းပိုကောင်းတယ်ပေါ့နော်နေရတာလည်းပေါ်ပါလာတယ်ပေါ့နော်နောက်တစ်ခုကကျလူကဒီအလုပ်ပြင်တာလုပ်ပြီးတော့မှလူကြီးကလည်းဝါးနေလို့ရှိရင် ဘယ်လိုပြောမလဲစိတ်ကယုံကြည်မှုမရှိဘူးပေါ့အဲ့အတွက်လဲရှော့လိုက်တာပါဟုတ်25ပေါ့ဆွေရအစားပဲရှောင်လိုက်တာဟိုဆေးထိုးတာတွေပါရောမလောက်ရသေးဘူးအားကြောင့်မလို့လက်မောင်းကြီးကကြံနေရပါတော့အဲ့လက်မောင်းကိုလည်းအခုကြောက်အောင်လို့ exercise နဲ့သွားမယ်ပေါ့နော်အဲ့လိုမျိုးတော့လုပ်နေပါတယ်အဓိကတော့ကျန်းမာရေးအကြောင်းကိုဆရာဝန်ရတိုက်တွန်းလာတာကြောင့်ရောဆွေကိုယ်တိုင်လည်းအဲ့လို တေချာလေးပေါ့နော်ကိုကိုကိုပြန်ချစ်လာတာပေါ့အဲ့လိုမျိုးပါဟုတ်အဓိကတော့လောကကြီးမှာရင်တော့ဆိုလို့ရှိရင်ကိုကအမှန်တရားတိုက်နေတဲ့သဘောတရားတစ်ခုကကိုကကောင်းရင်ပေါ့နော်ကိုကံလည်းကောက်မယ်လို့ထင်ပေမဲ့တစ်ခါတလေကြာရင်မမြင်နိုင်ရတဲ့ကံတရားတွေရှိတယ်အဲ့ကြာရင်ဘလို့ရင်ဆိုင်ရမလဲဆိုတာလေအစ်စ်အစကလေးကလည်းကြိုးတော့ပြင်ဆင်တတ်တဲ့ထဲမှာပါတယ်အဲ့ဒါကြောင့်မလို့လည်းခံစားရလို့လည်းထင်ပါတယ်တခုခုဘယ်အကြောင်းမဖြစ်ဖြစ်ဖြစ်လာခဲ့ရင်ပေါ့နော်အဲဆီကအဲ့လိုမျိုးကိုကကိုရှာအောင် control လုပ်ပြီးတော့ပဲအကောင်းဆုံး ခရီးကိုပဲရှေ့ဆက်လျှောက်တယ်ပေါ့နော်လောကကြီးမှာခန်းစားချက်ကဖော်ထုတ်တိုင်းလည်းမကားဘူးမလိုအပ်ဘူးဟိုသူများကိုဆွေက positive energy ပဲပေးခြင်းနဲ့အမျိုးသမီးဖြစ်တဲ့အတွက် negative တွေနဲ့မပူလောင်စေခြင်းအဲကိုဖြစ်တာတခုခုကြုံတွေ့ခဲ့ရလို့ရှင်လည်းကိုကကိုပဲဖြေရှင်းလိုက်တယ်ပေါ့နော်အဲ့လိုဖြေရှင်းပြီးမှအဲ့လိုရလာတည့်ရမလားအဲ့လိုမျိုး line ပေါ်မှာအဲ့လိုမျိုးတွေမကြိုက်ဘူးပြောင်းထားရဲ့ကျမတငယ်ချင်းလေးဒီမိုင်းအီတောင်းလို့ဒါဒါ precious ပဲကိုဘဝအတွက်ကအရေးအကြီးတယ်နော်ငွေကြေးချမ်းသာမှု ကပဲအရေးကြီးတာမဟုတ်ကိုယ့်အတွက်ကိုလိုအပ်တဲ့အချိန်တိုင်းမှာကိုယ့်ဘက်ကနေယက်တီပေးနိုင်တဲ့ဒါကျမနားကကလေးတွေနှစ်ယောက်ရှိတယ်ဂျယ်လီတို့လာမင်းတို့ဆိုအနောက်မှာအများရန်ကိုယ်အမအရင်တို့ support ပေးတယ်ပြီးရင်ကျွန်တော်ရဲ့တငယ်ချင်း၃ယောက်ရှိတယ်မနင်တို့ရှိတယ်ဥမာမအေးတောင်းတို့ရှိတယ်အဲ့လိုမျိုးပေါ့ကိုယ်ချစ်ချစ်တဲ့တငယ်ချင်းတွေအများကြီးရှိတယ်အဲတော်ယုံစိတ်သက်ကြနေတဲ့အချိန်မှာအားပေးဖို့ဆိုတာမလွယ်ဘူးလေတိလားအပေါ်ရန်ဆိုရင်ဘယ်သူမှမရှိတော့ဘူးနားမှာကိုကိုတိုင်းကလည်းသူများအပေါ်မှာအပေါ်ရန်မပေါင်းခဲ့တဲ့အတွက်ဒီအကျိုး ကိုပြန်ပြီးခံစားရတယ်ထင်ပါရှင့်လူဆိုတာကလေအမြဲတမ်းတော့ strong ဖြစ်နေရမျိုးတော့မဟုတ် strong women မှတ်နေတိုးတော်လဲလူကအားနေပြီးတော့ဝမ်းနေတဲ့အချိန်လည်းရှိတယ်ဒါပေမဲ့လည်းအဲတစ်ခါတလေကြောက်လို့ရှိရင်ဟိုအချိန်လုံးကြီးလည်းစိတ်ညစ်နေလို့လည်းမပြီးသွားဘဝရှေ့ဆက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ကြီးစရာရှိရင်စိတ်ညစ်လိုက်တယ်ပြီးရင် it's enough လေဒီလာရပြီတော့ပြီ done ပြီးသွားပြီကိုလှုပ်ရှားရှိရလို့ကိုပဲဆက်လုံးမှာကျမနာမှာမဲတော့ရှိရဖျားဗုဒ္ဓကျမတို့ဗုဒ္ဓဖျားရှိရတော့ပြီလေရပြီ ပေါ့နော် hang out လုပ်တယ်ခရီးသွားတယ်ဘန်ကောက်မှာတငယ်ချင်းတွေနဲ့သွားတယ်အဲ့လိုပြီးကိုလှုပ်ရှားရှိရအလုပ်ကိုပဲစိတ်နှစ်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့လိုလုပ်ပြီးတော့ပဲ healing ကိုသွားတယ်ပေါ့ဟုတ်အဲအတိုင်းအတာတစ်ခုကြီးတော့ရောက်ခဲ့ပါဒါပေမဲ့ street ရဲ့ target တော့မရောက်သေးဘူးဆိုတော့ဒီထက်ပိုပြီးတော့ကြိုးစားမယ်ဒီထက်ပိုပြီးလှူနိုင်တန်းနိုင်အောင်လုပ်မယ်ဒီထက်ပိုပြီးမိပေါအောင်ရှောက်နိုင်အောင်လုပ်မယ်ပြီးလို့ရှိရင်အဲ Google လေးတွက်ကောနောက်တစ်ခုက street ကဟိုပိုပြီးတော့လဲကိုကိုကိုချစ်ပြီးတော့ဗောနော်ကို ို့အတွက်ပဲကိုလည်းပြန်ကြည့်ရမှာပေါ့။ဟုတ်ကဲ့အားလုံးပဲကြက်မှချမ်းသာကြပါစေလို့ဆုတောင်းပေးပါတယ်။ဒီစိတ်စပယ်ဘူးကြောင့်ညာလေးပေါ့နော်။အခုည9နာရီဆိုလို့ရှိရင်အဲဒါထုတ်လွှင့်မှာဖြစ်ပါတယ်။အဲ့ကြရင်လည်းအားပေးကြပါအောင်လို့ပြောချင်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။